ဒီနေ့တရင်ညွတ်လာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထင်းကာလမှာမြတ်စွာဘုရားဟာတော်ရင်သားနတ်ပြည်တက်ပြီးတပည့်ဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီနေ့ဒုပြည့်ကို ပြန်နေကြွာလာတဲ့အမတ်တရားနေဒီနေ့ဟုပဲတပည့်ဓမ္မခါတော်နေလို့ဆိုတာ ဗိဓမာခါရောနေဆိုတာဗိဓမာတရားဟောတာကဝါဇုလာမကျော်တရားနည်းရေးစပြီးတော့ဟောတာတရင်ညလာပြီးနေစဉ်ပြီးတယ်အဲ့တော့ဗိဓမာတရားဟောလို့ဆုံးသတ်တဲ့နေ့လို့သူတို့မှတ်ရမှာဒါကိုပဲဗိဓမာခါရောနေလို့ဆိုပြီးညမပြေမှာမှတ်သားနားလည်ထားကြပြီပေါ့နော်ဗိဓမာတရားစတင်ဟောတာတော့ဝါဇုပြီးတဲ့ဝါဇုတဲ့နေ့ကနေစပြီးတော့ ောကြားခဲ့တာဖြစ်တယ်။သုံးလကြအောင်မြတ်စွာဘုရားပြိမာတရားတော်ကိုတောင်းရင်သာနတ်ပြည်မှာဟောကြားပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတောင်းရင်သာနတ်ပြည်ကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမညာဆောင်နှံလို့ဆိုတဲ့ဆောင်နှံ၄ကားကြီး၃၀အနေပြီး ခန္ဓာတိုက်ပြိတ်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွားလာတဲ့နေတူနေမြဖြစ်တယ်ဆိုတာဘုရားဘာသာဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီတရင်ညွတ်လာပြီနေဆိုရင်တရင်ညွတ်လာပြီတရင်ကျွတ်ပြီဆိုပြီးတော့လျှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားဘုရားဘာသာဝင်နေဖြစ်တယ်လို့ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူပြည်ကိုပြန်လီကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြုပ်ပူဇော်တယ်ဆိုတဲ့ပူဇော်ပွဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရဲ့နဲ့သတင်းညွှန်းလာတော်ရင်သာနတ်ပြည်ကပြန်ကြွားတဲ့အခမ်းအနားကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစီမီနဲ့ပူဇော်ကြတယ်လို့ 比如养老钱。